တန်လင်းတဘာဝတရားရိပ်တာဆရာတော်အရှင်ဥတ္တမတာရဘဝဖြစ်စဉ်အချင်းချုပ်တဘာဝတရားရိပ်တာဆရာတော်အရှင်ဥတ္တမတာရကိုခမီးတော်ဥတ္တမောင်တတုရင်းအင်ဂျင်နီယာမေတော်ဒေါခင်ခင်မြင့်တို့မှ ကောဇာတက်ကရ1330ခုနှစ်တရင်ကျိုလာပြည့်နေ့26ရက်10လ1969တနင်္ဂနွေနေ့ည9:30မိနစ်တွင်ဇကိုင်းတိုင်းကတာမြို့နေအိမ်တွင်မွေးဖွားခဲ့ပါသည် ငယ်နမီမှာမောင်အောင်ကိုကို ဖြစ်ပြီးတာဝုယေရနာဖြစ်ပါသည်မွေးချင်းညီငယ်နှစ်ဦးရှိပါသည်မိုးကုံမြို့အမကတ်21အရှိရွာကျောင်းနှင့်ကတာမြို့ဥပိုနီယခုအလကနှင့်ကျောင်းတို့တွင်မူမူလာတန်းပညာသင်ကြားခဲ့ပြီးရန်ကုန်မြို့အထကလီပဇွန်အောင်ကျောင်းတွင်ပြင်စမာတန်းမှတက္ကသိုလ်ဝန်ထမ်းပထမနှစ်အထိတက်ရောက်ပညာသင်ကြားခဲ့ပါသည်1986ခုနှစ်တွင်ရန်ကုန်မြို့အထက၅ဘူတထောင်မှ ဂုံသူလေးပါသာဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ပါသည်1992ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှ BA English ဂုံသူတန်းပွဲကိုရရှိခဲ့ပြီး1993ခုနှစ်တွင်အောင်စတိုးဆိုင်လုပ်ငန်းဖြင့်ကိုပိုင်စီးပွားရေးလုပ်ငန်းစတင်ခဲ့ပြီးဆိုင်ခွဲ3ခုဝန်ထမ်း100ကျော်အထိ အောင်မြင်အောင်လုပ်ကိုင်နိုင်ခဲ့ပါသည်1996ခုနှစ်နှစ်ကုန်ပိုင်းတွင်အင်းစိန်ဆယ်မန်ကုန်း ကိစ္စတရားရွာမကြီးကျောင်းတွင်မိုးကုတ်ဝိပဿနာတရားကိုစတင်၍အားထုတ်ခဲ့ပါသည်တရက်6လ2000ခုနှစ်တွင်အဝိဇ္ဇာမဝိဇ္ဇာတို့တရားအလှူတော်သာသနာပြုလုပ်ငန်းကို38လမ်း38လမ်းထိပ်တိုက်ခန်းတွင်စတင်ခဲ့ပြီးစီးပွားရေးလုပ်ငန်းရှင်ဘဝကို အပြီးအပြတ်ဆွန့်လွတ်ခဲ့ပါသည်တရင်ကျွလပြည့်နှစ်21ရက်10လ2000ခုနှစ်တွင်ရန်ကုန်မြို့တိမ်ပြူလမ်း ဒေဝတာကရယဟန္တာအသိမ်ပြူတော်ကြီးတွင်ဆရာတော်ကြီးဥအေယတာကရကိုဥပိစေပြုလျက်မြင့်မြတ်သောယဟန်ဘဝကိုခံယူတော်မူခဲ့ပါသည်2004ခုနှစ်ဒီဇင်ဘာ26ရက်နေ့တွင် ဖြစ်ပွားခဲ့သောဆူနာမီမုန်တိုင်းနှင့်ပတ်သက်ပြီးဟောပြောခဲ့သည့်တရားတော်ကြောင့်ဆူနာမီဆရာတော်ဖြစ်လူသိများထင်ရှားလာခဲ့ပါသည်2009ခုနှစ်တွင်45လမ်းတဘာဝတရားရိပ်တာ2008ခုနှစ်တွင ဖျားကုန်းတန်လင်တဘာဝတရားရိပ်တာကိုတီချောင်ခဲ့ပါသည်2011ခုနှစ်တွင်တန်လင်မြို့15ဘီစေတနာရွာကိုတီချောင်ခဲ့ပြီးဗတ်စုံပညာရေးကျောင်းများဖုံးတော်ကြီးတင်ပညာရေးကျောင်းများတာမဏေတဘာဝပရိယတ်တိစာသင်တိုက်များတီလာရှင်ပရိယတ်တိစာသင်တိုက်များတဘာဝဗုဒ္ဓကောလိပ်နှင့်တဘာဝဘိမဲ့တော်များ တရားစေယုံများစသည်သည့်ဖြင့်ကုသိုလ်တော်လုပ်ငန်းများနှင့်နယ်မြေပေါင်းတရားကျော်တွင်တဘာဝတရားရိပ်သာများဖွင့်လှစ်ထားပြီးအနေနဲ့အရရက်တို့တရားစခန်းများဖွင့်လှစ်ပြီးတရားဓမ္မများဟောပြောတွင်တွင်ဆုံးမလျက်ရှိပါသည်အမေရိကန်နိုင်ငံအီတလီထိုင်ဝမ်ဂျပန်ထိုင်းစင်ကာပူမလေးရှားဗီယက်နမ်စသောပြည်ပနိုင်ငံများတွင်လည်းရိပ်သာခွဲများဖွင့်လှစ်ပြီးကဘာအနှံ့လှဲ့လေကတရားဓမ္မများ ဟောပြောဆုံးမပေးလျက်ရှိပါသည် ပြည်တွင်းပြည်ပသာသနာပြုကြွရောက်ရနေရာတိုင်း၌မနက်ခင်းတန်းဆုံးခံကြွခြင်းညနေခင်းဆုံးဆန်စိန်ကြွရောက်ခြင်းနှင့်လူမမာအိမ်များဆေးရုံများတွင်လူမမာအလုပ်ပေးတရားများကြွရောက်ဟောပြောလမ်းပြပေးခြင်းများ စသည့်သာသနာပြု လုပ်ငန်းများသာမကပလတ်စတစ်ကျွကျအိတ်ရှော့ချသုံးဆွဲရေးနှင့်တဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုပါနေညာမပြတ်ဆွမ်းဆွမ်းတမန်ဆောင်ရွက်လျက်ရှိပါသည် တဘာဝတရားရိပ်သာဆရာတော်ဖုရားအရှင်ဥတ္တမတာရဤမေတ္တာရိပ်အောက်တွင်တန်ဃာတော်များသီလရှင်များတက်ကြီးရွယ်ဦးဘိုးဘွားလူမမာများစိတ်ကျမ်းမာရေးယောဂတဲ့များဂီလာနယောဂဝေဒနာတဲ့များ HIV AIDS နှင့် TB ယောဂဝေဒနာရှင်များမူရစေဝါသမားများအရက်နှင့်ဆေးဆွဲနေသူများမိဘမဲ့ကလေးသူငယ်များ single မသားများနှင့်တရိษံပေါင်းစုံ ခွေးကြောင်နွားရုံမြောက်ဝတ်ဝန်စသည့်ဖြင့်အမျိုးမျိုးတို့ကိုကြီးမားသောမေတ္တာဂိယုဏများဖြင့်စောင့်ရှောက်ပေးလျက်ရှိနေပါသည်